းမင်္ဂလာပါရှင် C4T YouTube Channel ကနေဂမ်မီယာဆန်ဆန်ဝိတ္ထုတွေတရေတစီဝိတ္ထုတွေကိုဖတ်ပြပေးနေမဲ့ကျမ Venus ပါရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာဂရိဆက်ကရေးသားထားတဲ့ကြောက်တလားနဲ့ကြောင်နွားကိုးကောင်းဆိုတဲ့ဂမ်မီယာစံကျယ်လုံးချင်းဝိတ္ထုစာအုပ်လေးတဲကအခန်းနှစ်မိုးကြိုးကြကြောက်ကူမအန်ဒီရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်။ တနင်္လာရီတိုင်းထဝယ်မြို့နယ်အတွင်း၌ရှေးဟောင်းယဉ်ကျေးမှုထွန်းကားခဲ့သော မြို့ဟောင်းများရှိသည်ထိုမြို့ဟောင်းများမှာရှေးအခါကစီကားခဲ့သောမြို့ရွာများဖြစ်ခဲ့ကြသည်ထဝယ်နယ်ဘက်မှာရှိသော မြို့ဟောင်းများမှာတက်တန်းရှေးကြာခဲ့ကြပြီအချို့နေရာများတွင်ရှေးဟောင်းယဉ်ကျေးမှုနှင့်ပတ်သက်သော အမွေအနှစ်များရှိသလိုစံကျယ်သော နေရာများစွာတို့လည်းရှိကြပေသည် အချို့ဂမ်ဘီယာဆန်သောနေရာများနှင့်ပတ်သက်၍ရှေးမှတ်တမ်းအချို့လည်းရှိခဲ့ပေသည်ထို့အထက်တွင် မုတ်တီးမြို့ဟောင်းဖက်ရှိ ဖုံးတော်ကြီးတစ်ပါးထံမှရရှိခဲ့သောကြောက်နွားနှင့်ပတ်သက်သည့်မှတ်တမ်းတချို့မှာစိတ်ဝင်စားဖွယ်ကောင်းလာပေသည်ထိုနယ်၏ထင်ရှားသော တောင်များထဲတွင် ကြီးကူးတောင်နှင့် မြင့်မိုလက်ခတ်တောင်တို့လည်းပါဝင်လေသည် ကျေးကူးတောင်ကပေပေါင်း9104ဘီမြင့်ပြီးမြင့်မှုလက်ခတ်တောင်က6800တဘီမြင့်လေသည်၎င်းတောင်များမှာတနင်္လာရီတိုင်းတလျှောက်တောင်နှင့်မြောက်သွယ်တန်းစီးဆင်းနေသောတနင်္လာရီမြစ်ကြီး၏အနောက်ဖက်၌ရှိကြလေသည် ထိုတောင်နှလုံးကြားမှာတော့တောတောင်များကထူထပ်စွာဖုံးအုပ်ထားလေသည်ထိုတောနယ်ကြီးများပတ်ဝန်းကျင်မှာရွာအချို့ရှိတော်လေ စီကားလာသောရွာများမဟုတ်ကြပေ။တနေ့တွင်ကြောက်အိုးကုန်းရွာမှဆရာတယောက်သည်ထူးဆန်းသောကြောက်ကူတကူကိုရှာဖွေရန်တပည့်နှစ်ယောက်နှင့်တိုင်ပင်လျက်ရှိလေသည်။ဆရာဖြစ်သူမှာမာလဖြစ်ပြီးတပည့်နှစ်ယောက်တို့မှာသောတာထူးနှင့်ဆန်ရွှေသူဖြစ်ကြလေသည်။မင်းတို့နှစ်ယောက်ဒီတစ်ခေါက်ငါနဲ့လိုက်ခဲလို့ ငါနဲ့လိုက်ခဲ့လို့အကြံအောင်မြင်ရင်စင်ရဲတွင်ကလွတ်ကြပြီးမှတ်ပြီးတော့ဒီတခါဘယ်နေရာကိုသွားမှလဲဆရာဆန်ရွှေကမေးလိုက်သည်တောနဲ့ထဲကမိုးကြိုးကြဂူသွားမှာအဲ့ဒီဂူမှာဘာတွေရှိလို့လဲဆရာတိုက်စာအရဆိုရင်တော့အဲ့ဒီဂူမှာသေလာတနိကြောက်မိုးကြိုးရှိတယ်နောက်မင်းတို့လိုချင်တဲ့ရွှေငွေရတနာတွေလည်းရနိုင်တယ်ထိုစကားကြားတော့အခါ တပည့်နှစ်ယောက်တို့မှာစိတ်ဝင်စားသွားကြလေသည်တကယ်တော့ဆီယာမာလာဤယခုသွားမိခီးစဉ်မှာတေလာတနိကြောက်မိုးကျူးသွားရှာရန်ဖြစ်တော်လေတပည့်အများက စိတ်ဝင်စားမိစိုးသောကြောင့်ရွှေငွေယဒနာများထဲ့ပြောလိုက်ခြင်းဖြစ်ပေသည်သောတာထုနှင့်ဆန်ရွှေတို့နှစ်ယောက်မှာလေစင်ရဲသားများဖြစ်ကြသဖြင့်အချောင်ရပြီးစီးပွားဖြစ်ရန်ဆီယာမာလာထံ၌တပည့်ခံနေကြခြင်းဖြစ်သည် ဆရာပြောတဲ့ကြောင်မိုးကျိုးကဘလူအစွမ်းသိတိရှိတယ်လဲဆရာရှိတာပေါ့ကွာတီလာတဏိကြောင်မိုးကျိုးဆိုတာစုံကိုဝေနဲ့ပယောကတစီတရေမှန်သမျှကိုနိုင်တဲ့ပစ္စည်းမျိုးပဲသူ့ကိုပြလိုက်ရုံနဲ့ပုကန်နေတဲ့အမှောင်ပယောကဟာချက်ချင်းထွက်ပြေးရတယ်ဒီကြောင်မိုးကျိုးသွားရှိရင်စေးဆောင်စရာမလိုတော့ဘူးပေါ့ကွာတဲဟုတ်ပါလားဆရာရဲ့ဒါပေမဲ့လွယ်လွယ်နဲ့တော့ရပါမလား ဒီလောက်အစွမ်းသိတိရှိတဲ့ပစ္စည်းမျိုးဆိုမှတော့လွယ်လွယ်နဲ့တော့ဘယ်ရပါမလဲလွယ်လွယ်နဲ့တော့ဘယ်ရပါမလဲကွာအဆောင်ရှောက်နဲ့အနှောက်ယှက်တော့ရှိမှာပေါ့ဘလို့အနှောက်ယှက်တွေလဲဆရာကြောက်စရာ ကောင်းတဲ့တရေတစီတွေနဲ့တွေ့ရမှာလားမဟုတ်ပါဘူးကွာအသက်မရှိတဲ့ကြောက်ဘလူးကြောက်နှကားနဲ့ကြောင်နွားတွေပဲတွေ့ရမှာပါဆရာမာလာကတပည့်နှစ်ယောက်ကြောက်ရွံ့ပြီးစိုးသဖြင့် အရေးမကြီးသလိုအမူအရာမျိုးနဲ့ပြောလိုက်သည်။အော်ဒါကတော့ဘာကြောက်စရာရှိသလဲဆရာရဲ့။ကြောက်ရုံဆိုမှတော့ရဲတင်းနဲ့ထုချရင်ကွဲသွားမှာပေါ့။ကရင်လူမျိုးဖြစ်သောစောတာထုကရေရင်မောမောနဲ့မြင်ပြောလိုက်လေသည်။ဆရာတပည့်၃ယောက်ထူထူတိုင်ပင်ကြပြီးနောက် တနေ့တွင် ခရီးထွက်ရန် ပြင်ဆင်ကြလေသည်။ဆရာမာလာမှာနတ်ဆရာတယောက်ဖြစ်ကာ ယောဂကုသရာမှာနိုင်နင်းသည်ဟုသတင်းထွက်နေပြီးနောက်ထိုနယ်တဝိုက်မှရွာသူရွာသားများအားကိုယုံကြည်ကြလေသည်ထိုနယ်တဝိုက်မှနေထိုင်ကြသူများမှမြို့ပြနှင့်အလှမ်းဝေးပြီးအသိပညာမကျွယ်ဝသောကြောင့်ယောဂါတစ်ခုခုရလာလင်ပယောဂါဆွဲကပ်သည်ဟုသာထင်မှတ်ကြလေသည်ထို့ကြောင့်မိသည့်ယောဂါဖြစ်ဖြစ်နတ်ဆရာကိုသာအားကိုကြရလေသည် နတ်ဆရာကလည်းယောဂါဖြစ်သူကိုစေကုရာတွင်အခြားယောဂါဟုမပြောဘဲပယောဂအနှောင့်အယှက်ကြောင့်ဖြစ်ရသည် ဟုသာပြောပြီး၎င်းတို့အသုံးပြုသောစေကုသနည်းအတိုင်းစေကုပေးလိရှိသည်၎င်းတို့အသုံးပြုသောစေလွယ်အိတ်အတွင်းမှလည်းပယောဂနှင့်သက်ဆိုင်သောဖြစ်စည်းများသာပါဝင်လေသည် ပင်လယ်ထဲမှာနေထိုင်ကြသောစလုံးများကိုစေးကုပေးသည့်နတ်ဆရာများအသုံးပြုသည့်ပစ္စည်းများနှင့်ခတ်ဆင်ဆင်တူလေသည်။ဆရာမာလာသည်ပယောဂကုရမှာ အတန်အတင့်အစွမ်းထက်သူတဦးဖြစ်သည်ဖြင့်၎င်းအသုံးပြုသော စေးလွယ်အိတ်အတွင်မှာတော့ပယောဂနှင့်သက်ဆိုင်သောပစ္စည်းများအစုံအလင်ပါလေသည်။နောက်တနေ့နက်နက်ပိုင်းအချိန်တွင်ဆရာတစ်ဖက်၃ယောက် အရှိဘက်တောနဲ့ထဲတို့ခီးဆက်သွားကြလေသည်အချိန်မှာမိုးနှောင်းရာသီဖြစ်တော်လေမိုးကတော့မကုန်သေးပြီနေ့လယ်ပိုင်းအချိန်လောက်တွင်တောင်ကြားတစ်ခုသို့ရောက်သွားကြသည်ထိုတောင်ကြားမှာတစ်ဖက်သို့သွားရန်လမ်းဖောက်ထားခြင်းဖြစ်ပြီးဘေးတစ်ဖက်တစ်ချက်တွင်သစ်ပင်ကြီးများကအုံဆိုင်လျက်ရှိနေသည်ဒီတောင်ကြားမှာကြောက်ဘလူးရုပ်ရှိတယ်အဲ့ဒီအယုတ်ကိုကြော်သွားရမယ်ဟုတ် ဆရာမာလာကပြောသည်ဖြစ်ပါမလားဆရာကြောက်ရွံ့ကြီးပဲမင်းတို့ကိုဘလို့မှရံမပြုတ်နိုင်ပါဘူးထိုခါမှပင်တပည့်နှစ်ယောက်မှအနှဲငယ်စိတ်အေးသွားကြလေတော့သည်သို့တော်လေတကယ်တမ်းသွားကြတော့အခါသူတို့ထင်သလိုမဟုတ်ပြီ တောင်ကြားလန်းအလေလောက်ရောက်တည်နေရေသံလူလူညင်းညူသံလူလူအသံကြီးကို အရင်ကြားကြရသည် တောင်ချားလန်းဘေးတစ်ဖက်တစ်ချက်မှာရှိသောတစ်ပင်ကြီးများမှာလည်းလေးမတိုက်ပဲလှုပ်ရမ်းနေကြလေသည်တော်လဲတန်လူလူအတန်မျိုးလဲတုံးနဲ့ထဲမှကြားနေရသည်ဆရာဘာတန်တွေလဲတော်တော်လုံးစူညမ်းနေတာပါပဲလားတော်ချောင်နေတာပါကွာငါတို့ကဘာမှမလုပ်နိုင်ပါဘူးဟုတ်ပြောဆိုရင်ရှေ့သို့ဆက်သွားကြရာကြောက်နေရမှာမှီရက်နေသော ကြောက်ရွံ့ကြီးတရုတ်ကိုလှမ်းမြင်ရသည် ကြောက်ရွံ့ဟုသာဆိုရတော့လေကြောက်မဲ့ဖွယ်ကောင်းသော ပုံမှန်သဏ္ဍာန်မျိုးဖြစ်သည်အရက်အမောက်မြင့်မားလာပြီးလက်ထဲမှာကြောက်တင်းပုံကြီးကင်ထားလေသည်မျက်လုံးပြူးကြီးများက သူတို့သုံးယောက်ကိုစိုက်ကြည့်နေဟန်ရှိသည်အကယ်၍သူနဘေးမှဖြတ်သွားလင်တင်းပုံနှင့်ထုချလိုက်မိပုံသဏ္ဍာန်မျိုးဖြစ်သည်ဆရာ ဒီနေရာကသွားလို့ဖြစ်ပါမလားကြောက်ရွံ့ကြီးဆိုပေမဲ့အသက်ဝင်နေတယ်လို့ပဲဒီနေရာကပဲသွားရမှာပဲမင်းတို့ကြောက်ရင်မျက်စိမှိတ်ပြီးငါနောက်ကလိုက်ခဲ့ကြဟုပြောပြီးဆီယာမာလာကရှေ့မှာသွားရာတပည့်နှစ်ယောက်ကကြောက်ကြောက်လန့်လန့်နဲ့နောက်မှလိုက်ကြရလေသည်ကြောက်ဘလူးရုပ်ကြီးအနာသို့ရောက်တော့အခါမိမိတို့အားလှမ်းဆွဲလိုက်လေမလားဒါမှမဟုတ်တင်းပုံနဲ့ထုချလိုက်လေမလားဟု ညစွာကြောက်ရွံ့ထိတ်လန့်ကြလေသည်သို့သောမိသည့်အန္တရာယ်မှမတွေ့ရဘဲထိုနေရာမှဖြတ်ကျော်သွားနိုင်ကြလေသည်ထိုနေရာမှလွန်သောအခါတောင်ကြားလန့်အထွက်နေရာလောက်တွင်ကြောင်နဂါးကိုတွေ့ရသည်ကြောင်နဂါးမှာထန်းလုံးပမာဏအရွယ်ရှိပြီးဟိုဘက်ကြောက်ကဘာနှင့်ဒီဘက်ကြောက်ကဘာကိုသရားထိုးတဲ့ကဲ့သို့ကန့်လန့်ဖြတ်ကြီးရှိနေလေသည်သို့တော်လည်း ်ဦးခေါင်းကိုမမြင်ရသောကြောင့်ကြောင်နှကားမန်းမသိရပေ။ထိုနေရာရောက်သောအခါတောထဲမှငွေတွန်းတန်လူလူနှာမုတ်တန်လူလူအတန်များကြားရလေသည်။ဆရာရှေ့မှာပါရှိလေ။ကြောင်နှကားရှိတယ်။အခုထိလည်းမမြင်ရသေးပါလား။ဟိုရှေ့မှာတရားလူတန်းနေတာကြောင်နှကားပဲပေါ့။ဟုပြောပြီးဆက်လျှောက်သွားရာအနည်းရောက်သောအခါမှာ လမ်းဘေးခြုံအတွင်းမှခေါင်းထောင်ထနေသောငကားဥကောင်းကိုတွေ့ကြရသည်။ကြောက်သားမှတဘာဝအတိုင်းဖြစ်နေသည်ဆိုသောကမူမျက်လုံး၊ပါးစပ်၊အဆွဲ၊အမောက်စသည်တို့မှတကယ်ငကားတကောင်နှင့်မခြားတရံတူလာပေသည်။နီရဲနေသောမျက်လုံးနှင့်ဟန်ပန်မှ အပေါ်မှပေါက်ချလိုက်တော်မီကဲ့သို့တူလီသည်။ဆီယာမာလာတို့၃ယောက်မှထိုနေရာမှဖြတ်ကျော်သွားတော်လေ။ မိသည့်အန္တရာယ်မှမတွေ့ကြရသဖြင့်အံ့ဩနေလေသည်ဆရာမလာကတော့၎င်းတို့အစွမ်းတတ္တိကြောင့်ဘေးအန္တရာယ်မဖြစ်သည်ဟုထင်နေလေသည်ထိုနေရာမှကြော်သောအခါတောင်ကြားလမ်းမှထွက်သွားပြီးနောက်ကြောက်တောင်များရှိရာနေရာသို့ရောက်သွားကြလေသည်ကြောက်တောင်အချို့မှာဂူပေါက်များရှိကြလေသည်ဂူပေါက်ဝတစ်ခုအနီးမှာတော့နှသိုးကြီးတစ်ကောင်ဝတ်နေဟန်တူသော ကြောက်တုံးကြီးတုံးကိုလှမ်းမြင်ရသည်ထိုကြောက်နှသောကြီးမှလည်းတက်ရှိနွားတကောင်နှင့်ပုံသဏ္ဍာန်တူလှပြီးရှေ့သို့လှမ်းမျောကြည့်နေဟန်ရှိလေသည်အဲ့ဒီကြောက်နှသောရှိတဲ့ဂူဟာမိုးကြိုကြဂူလို့ခေါ်တယ်။ဘာကြောင့်မိုးကြိုကြဂူလို့ခေါ်တာလဲဆရာမိုးအခါကောင်းငင်မှာလျှက်စည်းတွေလက်ပြီးမိုးကြိုပြတဲ့အခါမိုးကြိုသွားတွေကအဲ့ဒီဂူထဲကိုကြာလိရှိတယ်။ တခြားမှာမကြပဲဒီခုထဲကိုဘာကြောင့်ကြလာလဲဆရာခုထဲမှာသေလာတဏိကြောက်မိုးချိုးသွားရှိတယ်အဲ့ဒီမိုးချိုးသွားရှိတဲ့နေရာကိုတဘာဝမိုးချိုးသွားတွေကကြတာပဲငါတို့အခုလာတာအဲ့ဒီကြောက်မိုးချိုးသွားကို ယူဖို့ပဲအဲ့ဒီမိုးချိုးသွားကိုရရင်ဆရာတဆူလှုပ်လို့ရပြီခုပြောဆိုကထိုကြောက်ကူရှိရာတို့တက်သွားကြလေသည်မိုးချိုးကြကြောက်ကူမှာ တောင်ကြားလန့်အထက်အပေါ်ဘက်လောက်တွင် ရှိလေသည်ဆရာဒီနွားရုပ်ကလည်းကြောက်နွားသာ ဆိုပေမဲ့တကယ်နွားတကောင်လိုပါပဲလားသူကြည့်ရတာအသက်ဝင်နေတယ်လို့ပဲရှေးကအစီအရင်နဲ့ပြုတ်လုထားတဲ့အရုပ်တွေဟာဒီလိုပဲအသက်ဝင်နေလိရှိတယ်တခြားမဟုတ်ဘူးဒီပတ်ဝန်းကျင်မှာရှိနေတဲ့အမှောင်ပျောကတွေဝင်ပူးကတ်နေလို့ပဲ စကားတပြောပြောနဲ့ရှောက်သွားရာ မိုးကြိုကြဂူအနီးသို့ရောက်သောအခါဂူအတွင်းမှအဖိုးအိုတူထွက်လာလေသည်တစ်ခေါက်ရီဆိုးထားသောအဝတ်အစားများနှင့်လက်ထဲမှ တောင်ဝေးတစ်ချောင်းနှင့်ကျိုးတစ်ချောင်းကိုကင်ထားလေသည်ဘာကိစ္စရှိလို့လာကြတာလဲဟုမေးသည်ဒီဂူထဲမှရှိတဲ့သေလာတဏိကြောင်မိုးကြိုးကိုယူဖို့လာခဲ့တာပါဆရာမာလာက ပြန်ပြောလိုက်သည် ဒီကြောက်မိုးကြိုးကလူချင်းတိုင်းယူလို့မရဘူးကွယ်ဒီလိုယူရင်အနေရတွေ့လိမ့်မယ်ကျောက်ကနတ်ဆရာတယောက်ပဲဒီအမှောင်ပယောဂတွေကိုမကြောက်ပါဘူးဒီပစ္စည်းမျိုးဆိုတာထိုက်တဲ့လူပဲယူခွင့်ရှိတာဆိုတော့မင်းယူလဲရမှာမဟုတ်ပါဘူးဟုပြောကအဖိုးအိုကကြောင်နွားကြီးရှိရာသို့ရှောက်သွားပြီးအနားရောက်သောအခါလက်ထဲမှာကင်လာသောကျိုးဖြင့်ကြောင်နွားယုတ်ကြီးနဖားပေါက်ထဲသို့ ထိုးသွင်းကဇက်ကျိုးခြီလိုက်သည်ပြီးလင်လက်ထဲမှာကင်နာသောဒုတ်နှင့်ကြောင်နွားကြီးဤနွားလက်ဖို့ကိုသုံးချက်ရိုက်ချလိုက်သည်ဟဲ့ဖေသားကြီးထဟဲ့ထဟဲ့ဟုပြောဆိုပြီးတော်တဲ့သူဝင်သွားလေတော်သည်အချိန်ကလည်းတပြေးပြေးနေဝင်ချိန်နီးလာပြီမူပဝင်းကျင်တဝိုက်မှာအမှောင်ရိပ်များတန်းလာချီပြီး ဆီယာမာလာတို့ဆီယာတပည့်၃ယောက်မှာအဖိုးအိုဤထူးဆန်းသောအပြုမှုများကိုတအံတော်ကြည်နေကြစဉ်နှစ်တိုးတစ်ခေါင်ဤကျဲလောင်သောအော်သံကြီးကိုကြားရလေသည်ဝထရေထိုသံကြီးကြောင့်အထိတ်လန့်တကြားလှဲ့ကြည့်လိုက်ရာစောစောကငြိမ်သက်နေသောကြောက်နှစ်တိုးကြီးမှာအသက်ဝင်လာတဲ့ကဲ့သို့ပြည်ပြင်းနှင့်လှုပ်ရှားလာလေတော့သည်ဆဲ့ ဆက်ဆက်ရဟိုဟိုဟို what train တပြေးပြေးကြောင်နွားကြီးမှာနရွက်လှုပ်လာခြင်းမျက်လုံးများလှုပ်လာခြင်းများအပြင်တကူလုံးလှုပ်ရှားအသက်ဝင်လာတဲ့သူဖြစ်က နေရာမှတပြေးပြေးထလာလေတော့သည်ဆရာလှုပ်ပါဦးဟိုမှာနွားကြီးထလာပြီတကယ်တော့ဆရာမာလာမှာ ဆရာအမိခံထားတော်လဲမိသည့်ပညာမှဖုတ္တိပတ္တိမတက်ပဲရှိလျာယခုကဲ့သို့ကြောင်နှသောကြီးထလာသည်ကိုမြင်ရသောအခါမိတို့ပြုတ်လို့ရမှန်းမသိတော့ပေ။ဝထရေသူတို့ကြည်နေရင်မှပင်ကြောင်နှွားကြီးက၎င်းတို့ရှိရာတို့တခုံထိုးပြေးဝင်လာပြီးတိုက်ဟွေလီတော့သည်။အမလေးကဲပါဦးဗျ။ဆရာမာလာတို့၃ယောက်မှာ ခြေဦးတက်ရာထွက်ပြေးကြရင်မှလူချင်းကွဲသွားကြလေတော့သည်ထိုခိုက်မှာပင်ဆီယာမာလာမှာပြေးရင်လွှိုင်းရင်နဲ့ပင်မိုးကြိုးကြကြောက်ကူအနီးမှာမထွက်နိုင်ပဲဝဲလေနေတော့သည်ကြောင်နွားကလည်း၎င်းနောက်ကိုသာလိုက်နေတော့သည်တကြိမ်မှာတော့ပြေးပေါင်မရှိပဲကြောက်တောင်နေရံမှာပိတ်သွားစဉ်ကြောင်နွားကြီးကပြေးဝေးလိုက်ရာတကူလုံးစီစီညက်ညက်ကြည်သွားလေတော့သည် တုံအာဆီယာမာလာဤစူးစူးဝါဝါအော်သံကအမောင်ရိတ်ဖုံသောတောဆက်မှာပဲ့တင်ထက်သွားလီတော့သည်ဆီယာမာလာတီဆုံးသွားသောအခါကြောင်နှသူကြီးကမူလနေရာပြန်သွားပြီးနောက်ဝတ်နေလီတော့သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲအခန်းနှစ်မိုးကြိုးကြကြောက်ကူမှအန်ရဲ့ ပြီးဆုံးပါပြီရှင်။နောက်လာမယ့်စိတ်ဝင်စားစရာတဲထိရင်ဖူအပိုင်းဆက်တွေကိုဆက်လက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။